င်္ဂလာပါရှင်ဒီကနေ့ရနောက်ဆုံးရထိတ်တန်းသတင်းလေးကိုတင်ဆက်ပေးပါမယ်ဗိုလ်ချုပ်ဟောင်းများနဲ့မိသားစုဝင်များလှုပ်ကြံခံရမှာဆိုလို့နေရပြောင်းလျှို့ဝှက်နေထိုင်ကြတဲ့အပြင်တက်တော်ဆောင်ဖွဲ့များငားရမ်းခြင်းနဲ့ခွင့်ပြုချက်တောင်းလက်နက်ကင်ဆောင်မှုများလှုပ်ဆောင်နေတဲ့အကြောင်းတင်ဆက်ပေးပါမယ်ပြည်ရင်းမှာတော်လိုင်းတက်များရဲ့လှုပ်ကြံပစ်ခတ်ခံရမှာဆိုလို့ဗိုလ်ချုပ်ဟောင်းများနဲ့မိသားစုဝင်များမှနေရပြောင်းခြင်းလျှို့ဝှက်နေထိုင်ကြခြင်းအပြင်တက်တော်ဆောင်ဖွဲ့များငားရမ်းခြင်းနဲ့စစ်တပ်ထံမှခွင့်ပြုချက်တောင်းခံပြီးလက်နက်ကင်ဆောင်ခြင်းများလှုပ်ဆောင်လာကြကြောင်းနေပြည်တော်စစ်ဘက် ွင်အရှင်မြစ်တွေကပြောဆိုပါရယ်2021ခုနှစ်နိုဝင်ဘာလမှာမိုင်းတဲဆက်သွင်းကုမ္ပဏီမှဗန်နာရေးရရှိကြောင်းဒုတိယပုံမူကြီးဟောင်းတိန်အောင်2022ခုနှစ်စက်တင်ဘာလမှာပုံမူချုပ်အောင်တွင်တမန်စင်ရရှိပူကြီးတို့ကိုလုံးကျန်ပြစ်ခတ်တပ်ဖြတ်မှုတွေဖြစ်ပွားခဲ့ပြီးရဲ့နောက်ပူချုပ်ဟောင်းများနဲ့မိသားစုဝင်တွေကနေပြည်တော်ကိုပြောင်းရွှေ့ခဲ့ကြကြောင်းဒါပေမဲ့နှစ်နှစ်ကျော်ကြာမှလုံခြုံရေးပြန်လည်တည်ငြိမ်လာပြီးလို့ယူဆကပုံမူချုပ်ဟောင်းများကနေပြည်တော်မှရှန်ကုန်ကိုပြန်လည်ပြောင်းရွှေ့လာကြောင်း2025ခုနှစ်မေလ22ရက်နေ့မနက်ပိုင်းရှန်ကုန်တိုင်းမ ရန်ကုန်းမြို့နယ်မှာအငိမ့်စားပုံမှုချုပ်ချုံထုံးအောင်လှုပ်ကြံခံရပြီးရောက်ရန်ကုန်းမှာပြန်လည်နေထိုင်ကြတဲ့ပူကျုံဟောင်းများနဲ့မိသားစုဝင်များကနေပြည်တော်ကိုပြန်လည်ပြောင်းရွှေ့လာကြောင်းသိရပါတယ်။ မိုင်တဲကဗန်နိုင်းအရာရှိချုပ်ဦးသိန်းအောင်နဲ့ပုံမှုချုပ်အုံသွင်းတို့ကိုပြစ်ခတ်လုံးချံခံရပြီးတော့အာလုံကရန်ကုန်ကနေနေပြီးတော့ကိုပြောင်းကြတာနှစ်နှစ်လောက်တော့လုံခြုံရေးပြောင်းရင်သွားပြီဆိုပြီးရန်ကုန်ပြန်ပြောင်းနေကြတာပုံမှုချုပ်ချုပ်ထုံအောင်လုံချံခံရတော့အာလုံကလုံခြုံရေးပြန်စိုးရင်ညာပြီးနေပြီးတော့ကိုပြန်ရွှေ့လာတဲ့ရန်ကုန်လိပ်စာရီမှာမနေကြတော့ဘူးလို့နေပြီးတော့စစ်ပတ်တရင်ရင်းမြစ်တွေကရှင်းပြပါတယ်ဒါအပြင်ပုံချုပ်ဟောင်းနဲ့မိသားစုဝင်များမှာလုံခြုံရေးအတွက်တတ်တော်ဆောင်ဖွဲ့များငှားရမ်းလာခြင်းစစ်ကောင်စီထံမှလက်နက်ကင်ဆောင်ခွင့်များတင်ပြတောင်းခံပြီးလက်နက် ရဲများဝယ်ယူကန်ဆောင်ခြင်းများလှုပ်ဆောင်လာကြောင်းသိရပါတယ်တော်တော်များများကတော့အိမ်မှာအရင်တက်မာနေကြတဲ့ကလက်အောက်ငယ်သားဟောင်းတွေကိုအိမ်မှာခေါ်ထားတာတက်တော်ဆောင်ပုံစံခေါ်ထားတာအခုနောက်ဆုံးကြတော့တက်မတော်စီမှာခွင့်ပြုချက်တင်ပြီးလက်နက်ခံရကန်ဆောင်ကြတာ ဘူးလန်လဆွေဆိုရင်သူ့အတွက်တင်မဟုတ်ဘူးသူ့အိမ်မှာနေတဲ့လုံခြုံရေးပါလက်နဲ့တတ်ထားတာလို့နေပြည်တော်စစ်ဘက်တရင်ရင်မြစ်တွေကပြောပါတယ်ရခိုင်တမရသိန်းစိန်လက်ထက်တမရယုံဝင်ကြီးလောက်ခဲ့တဲ့စိုးသိန်းနဲ့တာအီးချန်တို့ကလည်းရှန်ကုန်ကိုမလာကြတော့ပဲနေပြည်တော်မှာသာအိမ်များပြောင်းပြီးလျှို့ဝှက်နေထိုင်ကြကြောင်းစိုးသိန်းနဲ့တာအီးချန်တို့ကရှန်ကုန်တိုင်းဗဟန်းမြို့နယ်ရွှေတောင်ကြားနှစ်ရက်ကွယ်ကုတ်ကိုင်းရိပ်သာလန် MS6 A1 မှာမနေထိုင်ကြတော့ကြောင်းစိုးသိန်းရဲ့တာအီးချန်ကစစ်ကောင်စီလက်အောက်ခံမြန်မာနိုင်ငံတရင်မီဒီယာကောင်စီမှာအတွင်းမှုဖြစ်တာဝန်ထမ်းဆောင်တော် ည်းလုံခြုံရေးစိုးရိမ်လို့အစည်းအဝေးနဲ့ရုံးကိုလာရောက်ခြင်းမရှိတော့ကြောင်းသိရပါတယ်။စိုးသိန်းရဲ့သားဖြစ်သူကရှန်ကုန်မှာပြည်သူတွေကိုသူ့အဖေနဲ့သူ့ကိုနာမည်ဖြတ်လို့ဆိုပြီးဆက်သွယ်ရေးဥပဒေလျှော်ကြေးသိမ်းထောင်ချီလိုချင်လို့တည့်ရလို့ဖြစ်တရားဆွဲထားတဲ့အမှုတွေများပြီပဲ။ဒါကိုအမှုရုံးချင်းတွေလည်းမလာတော့ဘူး။သူ့ကိုလောက်ကြမှာကြောက်လို့မီဒီယာကောင်စီမှာအတွင်းရေးမှုလုံနေတာလည်းမလာတော့ဘူးလို့သိရတယ်လို့စိုးသိန်းသားဖြစ်သူအေဂျင်ရဲ့တရားစွဲဆိုမှုကိုရှင်းဆိုင်နေရတဲ့ဗဗန်လက်မှာပြည်သူတအုပ်ကသတင်းဌာနကိုပြောပါတယ်။ ဗိုလ်ချုပ်ဟောင်းများနဲ့ဖွဲ့စည်းထားတဲ့ကျန်းဖို့ပါတီအတွင်မှလည်းပါတီထိပ်ပိုင်းကောင်းဆောင်များတွာလာရမှာသက်ဆိုင်ရာစစ်တပ်နယ်ရဲကိုအကြောင်းကြားပြီးလုံခြုံရေးယူပြီးမှတွာလာကြဖို့ပါတီတွင်ညွန်ကြားချက်ထုတ်ပြန်ထားကြောင်းသိရပါတယ်။နောက်ထပ်တပုတ်အနည်းနဲ့စစ်ကောင်စီကအပြင်းရက်ကာလထပ်တိုးကြောင်းကြေညာပြီးတပိတ်ချင်းစာတင်ကြောင်းကိုပုံချိန်နဲ့ကြောင်းတင်ဆက်ပေးပါမယ်။စစ်ကောင်စီအပြင်းရက်ကြေညာတဲ့၂လကျော်အတွင်းတပိတ်ချင်းကိုစနစ်စိန်ထက်မနည်းပုံချိန်ပြည်သူ၄၀ကျော်တည်ဆုံပြီး၈၀ထိုင်ရရတယ်လို့သိရပါတယ်။ မန္တလေးတိုင်းပြည်ဦးလွင်ခရိုင်တပိတ်ချင်းမြို့နယ်ရှိစာတင်ကျောင်းတစ်ခုကိုစစ်ကောင်စီကစွန်လာတရက်နေ့မနက်အစောပိုင်းမှာနေချောင်းပုံးကျဲတိုက်ခတ်ခဲ့ကြောင်းပြည်ဦးလွင်ခရိုင်ပြည်သူ့ကာကွယ်ဘွဲကသတင်းထုတ်ပြန်ပါရယ်စွန်လာတရက်မနက်9:40မိနစ်မှာတပိတ်ချင်းမြို့နယ်လေးမိုင်ကန်တရာစာတင်ကျောင်းကိုဖြန့်အားပြင်ပေါင်900ပုံးတီတလုံးကျဲချတိုက်ခတ်ခဲ့တာဖြစ်တယ်လို့ဖော်ပြထားပါရယ်ပုံးကျဲမှုကြောင့်ပြည်သူ့စေယုံထိခိုက်မှုရှိတော်လဲစာတင်ကျောင်းနှစ်ဆောင် ဖြက်စီးသွားတယ်လို့သိရပါတယ်။စစ်ကောင်စီကမေလ31ရက်နေ့စွဲနေစွန်လာတလလုံးကိုရှာရီပြစ်ခတ်ရစိုင်းကာလာဖြစ်ထမှန်တုံ့ပြန်ကြောင်းထုတ်ပြန်ခဲ့ပြီးရဲ့နောက်နိုင်ပိုင်းကြောင့်စွန်လာတရမနဲ့အစောမှာစာတင်ကြောင်းကိုထမှန်ဖုံးကျဲတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။စစ်ကောင်စီကငလင်ပီအကြောင်းပြပြီး AB နဲ့မေလာတို့မှအပြစ်ရဲ့အကြီးညာခဲ့ပြီးနိုင်ငံတော်အတင်းကြီးရာချီပြီးပုံကျဲခဲ့ပြီးစစ်ကြောင်းထုတ်တိုက်ခိုက်မှုတွေလည်းပြုလုပ်ခဲ့ပါတယ်။ဒမိတ်ချင်းမျိုးနဲ့တကူတဲမှာပဲအပြစ်ရဲ့ကြီးညာထားတဲ့ကာလအတွင်းပုံကျဲမှုအနည်းဆုံး12ကြိမ်ပြုလုပ်ခဲ့ပြီးဒေသခံပြည်သူ ူ40ကျော်တိဆုံပြီး80ကျော်ဒဏ်ရာရခဲ့ပါတယ်စစ်ကောင်စီကတပိတ်ချင်းမျိုးနဲ့လက်ကြရွာကိုမေလ20ရက်ကလည်းလေကြောင်းတိုက်ခိုက်ခဲ့ရာပြည်သူတအုပ်တိဆုံပြီး2ဦးဒဏ်ရာရရှိခဲ့ပါတယ်ဒါအပြင်မေလ1ရက်ကလည်းလက်ကြရွာကိုပဲလေကြောင်းတိုက်ခိုက်ခဲ့ရာပြည်သူ9ဦးဒဏ်ရာရရှိခဲ့ပါတယ် မေလ15ရက်ကလည်းတပိတ်ချင်းမြို့နယ်ကိုမိုင်ချင်းရွာနဲ့လမ်းလေချေချင်းရွာကြားစစ်ဆောင်စခန်းကိုလည်းစစ်ကောင်စီလေကြောင်းတိုက်ခိုက်ခဲ့ပြီးပြည်သူ၂ဦးသေဆုံးပြီးကလင်းငယ်လေးဦးအပါအဝင်ပြည်သူ၉ဦးဒဏ်ရာရရှိခဲ့ပါတယ်။မေလ10ရက်ကလည်းတပိတ်ချင်းစည်ရက်ကွင်းချင်းရွာကိုလေကြောင်းတိုက်ခိုက်ခဲ့ရာပြည်သူ၁ဦးသေဆုံးပြီး9ဦးဒဏ်ရာရရှိခဲ့ပါတယ်။မေလ9ရက်ကလည်းတပိတ်ချင်းမြို့နယ်ရေတွန်းရွာကိုစစ်ကောင်စီလေကြောင်းတိုက်ခိုက်ခဲ့ရာကလင်းငယ်များအပါအဝင်ပြည်သူ၁၀ဦးဒဏ်ရာရခဲ့ပါတယ်။ဒါအပြင်အေပီလာတွင်ကလည်းတပိတ်ချင်းမြို့နယ်ကိုစစ်ကောင်စီလေကြောင်းတိုက်ခိုက် ဲ့လို့ပြည်သူများအစုလိုက်တေဆုံထိခိုက်မှုဖြစ်ခဲ့ပါတယ် AP 20ရဲမှာတပိတ်ချင်းညောင်မင်သာရွာကိုလေကြောင်းတိုက်ခိုက်ရာပြည်သူနှောင်းထံရရခဲ့တယ် AP 19ရဲကတပိတ်ချင်းမြို့နယ်ရေတွက်ရွာကိုလေကြောင်းတိုက်ခိုက်ခဲ့လို့ပြည်သူ24ဦးထပ်မင်းတေဆုံပြီး30ဦးထပ်မင်းထံရရခဲ့တယ် AP 18ရဲကလည်းလေကြောင်းရွာကိုစစ်ကောင်စီလေကြောင်းတိုက်ခိုက်ခဲ့ရာပြည်သူ73ဦးတေဆုံပြီး3ဦးထံရရရှိခဲ့ပါတယ်အလားတူ AP 16ရဲကလည်းတပိတ်ချင်းလေကြောင်းရွာကိုစစ်ကောင်စီကလေကြောင်းတိုက်ခိုက်ခဲ့ရာပြည်သူထိခိုက်မှုမရှိခဲ့ပါဘူး AB 14ရက်ကလည်းတပေချင်းမြို့နယ်ချောင်းကြီးရွာကိုပုံကျဲခဲ့ရာပြည်သူနောက်တေဆုံးပြီး၈ဦးဒဏ်ရာရရှိခဲ့ပါတယ်။ AB 17ရက်ညကလည်းတပေချင်းကြက်ရိုးပင်ရွာကိုလေကြောင်းတိုက်ခိုက်ခဲ့ရာပြည်သူ၄ဦးဒဏ်ရာရခဲ့ပါတယ်။ AB 3ရက်ကလည်းတပေချင်းမြို့နယ်9မိုင်ရွာနီးစစ်ကောင်စီလေကြောင်းပုံကျဲတိုက်ခိုက်ခဲ့ရာပြည်သူထိခိုက်မှုမရှိပါဘူး။စစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုတွင်ဇက်တိုက်ပြုလုပ်နေလို့ပြည်သူများလေကြောင်းရန်ကာကွယ်နိုင်ဖို့ဘုံခိုကျင်းများတူထားဖို့ပြည်ဦးလွင်ခရိုင်ပကဖကနှိုးဆော်ထားပါတယ်။ နောက်ထပ်တစ်ပုတ်အနည်းနဲ့စကိုင်းမျိုးတမ33ဌာနချုပ်ပြစ်ခတ်ခံရတဲ့ဖြစ်စဉ်နဲ့ထိခိုက်ဒေဆုံးနာတွေရှိခဲ့တယ်လို့ BWM ထုတ်ပြန်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။မင်းကြီးကစကိုင်းမျိုးရှိစစ်ကောင်စီရဲ့တမ33ဌာနချုပ်ရှော့တိုက်တုံးတွေနဲ့ပြစ်ခတ်ခံရတဲ့ဖြစ်စဉ်နဲ့ထိခိုက်ဒေဆုံးနာတွေရှိခဲ့တယ်လို့သိရပါတယ်။ ရှုံးကောင်စီရဲ့အမှတ်33ချင်းမြန်တမဌာနချုပ်ကိုရှော့တိုက်တုံသုံးလုံးအောင်မြင်စွာပြစ်ခတ်နိုင်ခဲ့ပါတယ်။အဲဒီမှာပဟိုကင်းမီလောင်နဲ့တက်သုံးကားနှစ်စီးပြက်စီးတဲ့လိုင်းကန်တက်ခန်းထိမှန်ပြက်စီးတယ်လို့ယုံကြည်ရတဲ့သတင်းအရင်းမြစ်တွေစီကနေသိရပါတယ်။အဲဒီတိုက်ခိုက်တာနဲ့စစ်ကောင်စီရဲ့ပဟိုကင်းမီလောင်ပြက်စီးတာတက်သုံးကားနှစ်စီးနဲ့လိုင်းကန်တက်ခန်းထိမှန်ပြက်စီးခဲ့တယ်လို့စစ်ကောင်စီတပ်သား၆ဦးနဲ့တပ်ထဲအချုပ်သား၂ဦးပွဲချင်းပြီးတည်ဆုံခဲ့တယ်လို့သိရပါတယ်။နောက်ပြီးစစ်ကောင်စီဘက်ကမော်တော်ယာဉ်မှုနဲ့စစ်သား၃ဦးပြင်းထန်ဒဏ်ရာရရှိခဲ့ပြီးလိုင်း ုင်ခံထိမှန်ခဲ့တဲ့အတဲရဲမေ၃ဦးတန်ရာရရှိခဲ့တယ်လို့ဖော်ပြထားပါတယ်။ဒါအပြင်တမ33ဌာနချုပ်ကိုလာမယ်ဆိုတဲ့စစ်ကောင်စီရဲ့ထိပ်ပိုင်းကောင်းဆောင်ရှောင်းမရောက်ထိခိုက်တာရှိမရှိကိုတော့စုံစမ်းမရဘူးလို့ရှင်းသားထားပါတယ်။စစ်ကောင်စီရဲ့တမ33ဌာနချုပ်ကို BWN နဲ့မဟာမိတ်တွေဖြစ်တဲ့ Share to Sky No More Distortion NMD နဲ့စကိုင်း မျိုးပြပြောင်စား Infinity အဖွဲ့တို့ပူပေါင်းတိုက်ခိုက်ခဲ့တာလို့သိရပါတယ်။နောက်ထပ်တစ်ပုတ်အနည်းနဲ့မုံရွာမြို့မှာအရက်ဝတ်နဲ့ပြည်သူပိုင်ကားများထံမှစက်ကြီးကောက်နေတဲ့စစ်ကောင်စီတပ်သား2ဦးပြစ်ခတ်ခံရပြီးတိစုံတဲ့အကြောင်းတင်ဆက်ပေးပါမယ်။သခိုင်းတိုင်းမုံရွာမြို့မှာအရက်ဝတ်နဲ့ပြည်သူပိုင်ကားများထံမှစက်ကြီးကောက်နေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သား2ဦးကိုပြစ်ခတ်တိုက်ခိုက်ရာ2ဦးလုံးတိစုံခဲ့ကြောင်း The Fitness Army အဖွဲ့မှတာဝန်ရှိသူတအုပ်ကပြောဆားခဲ့ပါတယ်။စွန်လ10ရက်နေ့မနက်7:17မိနစ်ခန့်မှာမုံရွာမြို့အထက်ကတင်ဆက်တင်ကြောင်းမှာအရက်ဝ ဝက်နဲ့ထွက်လာပြီးပြည်သူပိုင်ကားများထံမှစက်ကြီးကောင်းနေတဲ့စစ်ကောင်စီတပ်သားနှစ်ဦးကိုတော်လိုင်းတပ်ဖွဲ့တွေကအနီးကပ်ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။အရင်တိုက်ခိုက်မှုတွင်အကြံပတ်စစ်ကောင်စီတပ်သားနှုတ်စလုံးတည်ဆောင်ပြီး၎င်းတို့စီးနင်းနေတဲ့ဆိုင်ကယ်ကိုလည်းတော်လိုင်းတပ်ဖွဲ့ဝင်များအသိစိတ်ရရှိခဲ့တယ်လို့သိရပါဗျ။မုံရွာမျိုးအထက်ကတေးစာတင်ကြောင်းကနေထွက်လာတဲ့ပြည်သူပိုင်ကားတွေကိုကုတ်သွေးစုပ်ဆက်ကြီးကောက်နေတဲ့ စ်ကောင်စီတပ်သားနှစ်ကောင်ကိုကျွန်တော်တို့အနီးကပ်ပြစ်ခတ်တိုက်ခိုက်ခဲ့တာပါနှစ်ကောင်လုံးနေရာမှာတင်ပွဲချင်းမိတည်သွားတာလို့ The Finnish Army ဖွဲ့မှတာဝန်ရှိသူကပြောပါတယ်အဆိုပါတိုက်ခိုက်မှုကို The Finnish Army မုံရွာခရိုင်မက်ခနစ်ဆိုင်ရင်တက်ခွဲ၃နဲ့မုံရွာခရိုင်အမှတ်၅တရင်တက်ခွဲ၅တို့ကပူးတွဲလှုပ်ဆောင်ခဲ့တာဖြစ်တယ်လို့သတင်းမှဖော်ပြပါရှိပါတယ်ရှင်